ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဟူ Family YouTube Channel လေးကနေလည်းလည်းကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံပြတင်မှအနောက်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးရန်ကုန်ဘဆွေဤခက်စစ်တရားတွေပတ်လည်ဝိုင်းပါလို့ဆိုတော့ဝိတုဇာအုပ်ကိုဇာသိမ်းပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ဤချက်ဒီကင်းမဲ့သောရွာကြီးကမူတိတ်ဆိတ်လျက်ရှင်လျားစွာဆွဲဆွဲငင်ငင်ဥလိုက်သောခွေးတံကိုကြားရသောအခါလူအလုံးတို့ဤမျက်နှာသည်ရွာဘက်စီသို့တပြိုင်တည်းလှည့်လိုက်ကြသည်အဝေးသို့ကြည့်နေစဉ်မဲ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 နှင့်ခရေရေတွေ့ရ၏ဒါဝင်ယူနေရသောကြော်ကြီးကဆရာလေးတို့လားရန်သူလားမသိရသေးမီလက်နက်များဖြင့်အသင့်ချင်းရွယ်ထားရန်အချင်းချင်းလက်တို့အချက်ပေးလိုက်သည်ထို့နောက်လင်းဝဲငှက်ကဲ့သို့အတံပြု၏ တဖက်မှအတန်ပြန်လာသည်လက်နက်များကိုပြန်ချလိုက်ကြရန်အချက်ပေးပြန်သည်ဆရာလေးတို့ပြန်ရောက်ကြသည်နှင့်အဖွဲ့သုံးဘယ်လုံးတစ်ခုစီခွဲ၍မိမိတို့တာဝန်နှင့်မိမိတို့သွားကြရသည်တစုတစည်းတည်းနေကြရမှတကယ်တာဝန်ဆောင်ရရန်တကယ်တိုက်ကြခိုက်ကြရန်အတွက်လူတွေခွဲလိုက်ကြရပြီဟုတည်သောအခါရင်ထဲတွင်ဟာလာကြသည် အားငယ်သူတို့လိုလဲဖြစ်ကုန်ကြသည်ငါတို့တကယ်တိုက်ရတော့မှာပဲဟုသီလာလျက်ဒူးတွေလက်တွေလဲတဆက်ဆက်ဒုံလာကြသည်ကြောက်ရွံ့ဒုံသည်ဟုလဲမစုံနိုင် မကြောက်ကြပါဟုလည်းမပြောတာလူကစိတ်ကတိုက်ရှင်နေတော့လဲအသွေးအသားများကကြောက်နေကြသလားသူကရရဆက်ဆက်ပြုလုပ်ထားတော့လဲကိုကတိတ်တဆိတ်ချောင်းမြောင်း၍အနံ့ယူ၍ရရဆက်ဆက်ပြုလုပ်ရမည်ကိုဝင်လေသည်ပြီးတော့တော်တော်ပြုလုပ်ရင်းကိုကိုထိခိုက်လာမည်ဘေးနှင့်ရင်ဆိုင်ကြုံတွေ့ရရမည်ကိုလည်းကြောက်သည်သို့တော်တော်တော်ဖြစ်နေရပါသည်ဟုမိမိတို့၏အသည့်နှင့်စိတ်ဆန္ဒတို့ကလက်မခံသောအခါလူတွေအလုံးသည်မြေမြအကြောင်းပြနိုင်ခြင်းမရှိပါဘဲတကောလုံးတုံ့လောက်လျက်ရှိနေကြသည် ဆရာလေးက အစီအစဉ်ချပေးထားသည် အရေးအကြောင်းပေး၍အပြင်ကအကူညီလာရန်ဤရွာသို့လာမည်လန်းလန်းရှိသည်ဆို၏ပထမကထိုလန်းလန်းမှစီကြွ၍စောင့်နိုင်ရန်လူအင်အားအတော်အသင့်ချထားပေးဖို့စီစဉ်ခဲ့သေးသည်သို့သောမထင်မှတ်ခဲ့သောအဖြစ်တစ်ခုနှင့်ကြုံလာရသည်ကိုယ်လူရှိကဖက်စစ်တရေကြီးများသည်ရွာထိပ်တွင်တကူတဲ့သာကြံနေသော အကာတစ်ဖက်သာရှိသည့်ဇေယကြီးတွေ၌သာအလုံးစုပေါင်းစခန်းချနေပါသည်ဆို၏ ို့သောအပြင်းမရန်သူအကူများဝင်ရောက်လာနိုင်ကြသည့်လမ်းများကိုကြည့်ရင်အနောက်ဘက်ရွာသို့ရောက်ခဲ့သည်ထိုအခါတဝက်တချို့မိလောင်ထားသည့်ဆရာမလေးနေခဲ့သောခရိယံဖျားရှိကိုကြောင့်ကလေးကိုတွေ့ကြရသည်ဆရာလေးကလီလိုနေရာမျိုးမှာလဲပစစ်တရေများနေလိုကနေနိုင်သည်အကာအွယ်ကောင်းမြင့်နေရာတစ်ခုဖြစ်နိုင်သည်ဟုဆို၏ကိုလူရွှေကမနေကြပါထိုကြောင့်ဘောသို့တက်ရောက်သည့်ခြေရလက်ရာကိုလည်းမတွေ့ခဲ့ပါကျွန်တော်မနေ့ကဖက်စစ်တရေကောင်းတွေအတွက်ဟင်ရာစိမ်းများပို့ရင်း ထိုကြောင့်ဘောသူပင်တက်ကြီးခဲ့ပါသေးသည်ဟုဆို၏သို့သောဆရာလေးကဒီလိုနေရာလွင်မျိုးကြည်ထားတင်သေးသည်ပြောသဖြင့်ကြည်ရန်တွားရသေးသည်ထိုနေရာတဝိုင်လုံးကွင်းတီတော်ကြီးကညုံမဲမှောင်မိုက်နေသည်အနည်းတို့ရောက်မှကွက်လက်ထဲတွင်ပျက်စီးနေသောကျောင်းကလေးမောင်မောင်မဲမဲကိုတွေ့ကြရသည်ကွက်လက်တွင်လင်းနေသောကြောင့်ထိုကွက်လက်ကိုနောက်ခံပြူထားသည့်ငုတ်တုံမဲကြီးတစ်ခုကိုသတိပြုမိလိုက်ကြသည်ပိန်နေပင်ခြေချင်းမှမဲမဲကြီးဆရာလေးနှင့်အတူရှင်၍ရှေးသို့မှလျှောက်လာသောဂုလူရှေးသည် ဆရာလေးလက်ကိုဆုပ်ကိုင်းလိုက်သည်အားလုံးငြိမ်သက်ရပ်တန့်သွားကြ၏မဲမဲကြီးသည်ကိုလူရှိတို့နှင့်တိတ်မဝေးလားပေအစိတ်30မြတ်သာရှိလိမ့်မည်သူတို့သည်ထိတ်ကနေဖြစ်ရင်အတန်မမီအောင်ကွင်းသီးပင်များကိုကတ်လိုက်ကြသည်ထို့စဉ်မဲမဲကြီးကလည်းဖြင်းရင်စွာထလိုက်သည်သပင်ဖားရကြီးနှင့်နောက်ထမိန်ကိုရင်ရှားလိုက်သည်အချို့သူတို့ကြောရဲမှစိန်ကနေဖြစ်ကြလျက်ကြက်သီးထားသွားကြသည်လူမရှိသောမနေသောနေရာတွင်မောင်ကြီးမဲမဲတယောက်တည်းထမိန်ရှားနှင့်သပင်ဖားရလျက်မိမတယောက် ဒုံမိမသည်အစိမ့်သေးသေးသွားသောဆရာမလေးဆိုသူများဖြစ်လေမလားအချို့ကအမြအမြတို့လူတန်းကြတာတွေအမြဟုဝန်တွေကကြေး၍အမြဝေကြသည်ထို့စဉ်မဲမဲတကောင်ထပ်ပေါ်လာပြန်သည်လေထဲတွင်လှုပ်ရမ်းနေသလိုအကောင်ကြီးဝင်းကလေးပြောင်ပြောင်ပေါ်မှနောက်တကောင် ကာယာကြီးရက်လျက်ရွာသားတွေအတော်ကြောက်ကုန်ကြသည်အစိမ့်တွေတို့ကိုခြောက်ကုန်ကြပြီဟုတွေးလျက်နေရမှတို့တို့များမလုံဝင်ပဲပါဇတ်မဣတိပိသောတံတွေတံဖို့တွေကိုတို့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 ရွနေကြ၏ ထိုစဉ်လူသားနှင့်မတူသောလေးတွဲတွဲအတန်ကြီးတစ်ခုပေါ်လာသည်ဘွာတိုက်နင်ပဲသွားလေထွာပြေးဖို့များတော့မကြံနဲ့နော်တကယ်လည်းဖြစ်သွားကြတော့လဲယောက်ျားကြီးတယောက်ဤအယက်မူတန်ဟုသိလာကြပြီးပင်သက်ချလိုက်ကြသည်မောင်လူရှင်နှင့်တယောက်နှစ်ယောက်တို့ကထောတန်သည်တစ်သားတစ်သားချင်းကိုအန္တရာယ်ပေးနေသောပစိန်ရိုးတစ်သားကြီးကိုထေးမြန်ဤမူမူယူယူအတန်ကြီးဖြစ်ကြောင်းချက်ချင်းမှတ်မိကြသည်ခေါ်ပါခေါ်ပါဖောက်တိုက်ကိုခေါ်ပါ ဟူသောပစိန်သွားကြီးအတန်သည်ဂွင်းပြောင်ပြောင်ကာယကြီးမြင်နေရသည့်နေရာမှထွက်လာသည်ငွင်ပြေးမလို့လုံနေတာမဟုတ်လားတိုက်တဲ့ကြီးကိုထဲမြန်ဤစိတ်မရှိသောအတန်ကထက်ဆင့်ပေါ်လာ၏ကျုပ်မပြေးဝင်ပါဘူးတော့ဒါပေမဲ့နင်းနေတော့အနာပေးကြပါဦးဆိုဆိုင်ဆိုဆိုင်မရွေတွေဖြင့်လုံကြီးပြင်ဝင့်နေတယ်လို့လို့ခေါင်းကုတ်နေတယ်လို့လို့ကြောကုန်းကုတ်နေတယ်လို့လို့ပြုတ်နေသည့်မိမစီမစိတ်ညင်ညူးကြောက်ရွံ့နေဟန်ရှိသောအတန်တုံတုံပေါ်လာသည် ဖားတိုက်သည်အသက်28နှစ်အရွယ်ကမိန်းမတစ်ယောက်ဖြစ်၏သူယောက်ျားကကိုတာတီဖြစ်သည်လင်မယားနှစ်ယောက်လုံးယူဘောဘောသဘောကောင်းကောင်းတွေဖြစ်ကြ၏လူတကာတို့၏အနိုင်ဖက်ခိုင်းဖက်အနှိမ့်ဆက်ခံများဖြစ်ကြ၏သို့သောလင်မယားနှစ်ယောက်လုံးအလौကျန်းသမားတွေဖြစ်သောကြောင့်တောင်းတောင်းခိုင်ခိုင်လုံလုံကြည်ကြည်ရှိကြသည်အလွန်လဲဆင်းရဲကြသည်သူတို့၏အင်္ဂလိပ်သည်ကိုထိန်မြိုင်တို့၏ဝက်ချန်လောက်မြမကျဲသူတို့အိမ်တော်ကြသည်မှာ9နှစ်ကျော်10နှစ်ခန့်မြရှိခဲ့ပြီဖြစ်တော်လဲကလေးသားငယ်မယားထို့ကြောင့် စာရေးဝေရေးဆင်းရဲတော်လဲခံနိုင်ရရှိကြသည်ထို့ပြင်သူတို့သည်ဆင်းရဲတော်လဲလင်မယချစ်ချစ်ချင်းချင်းရှိကြသည်သူတို့ဤဆင်းရဲမွဲတယ်လာသောဘဝတစ်လျှောက်လုံးယခုအချိန်သည်ဒေခြင်းစရာကောင်းလောက်အောင် မုံတိုင်းအစဉ်ခံလိုက်ရသည့်အချိန်ဖြစ်နိုင်သည်တနည်းဆိုရင်ဖက်စစ်တရေကြီးများဖြစ်ကြသောပစိန်သွားတွင်နင်းနင်းမြုံမြုပ်ခုတ်ထင်နိုင်စေရန်အတွက်တိုင်းပြည်သူဖြစ်သောသစ်ပင်ဖွားတိုက်ကိုတိုင်းပြည်သားဖြစ်သောသစ်ပင်မတေသာကိုထင်းမြိုင်ကြီးကပစိန်လက်ကန်ရိုးအဖြစ်အသုံးတော်ခံပေးလိုက်ခြင်းဖြစ်သည် ဖားတိုင်းနဲ့ကိုတာရီတို့ထူထောင်လာခဲ့ကြသည့်မြူမတင်သောအိမ်တော်ရေးဘွားကလည်းဘုံဘုံလဲပြိုကျရပြီလीမလားပက်စစ်တရားကြီးသည်ကြောက်ရွံ့ကြောက်ရွံ့နဲ့တို့လာနေသည့်ဖားတိုင်းဤခါကိုစီဂျိုဆက်ဆွဲသွားသည့်အချိန်၌ဆရာလေးတို့တဖြည်းဖြည်းနောက်ဆုတ်လာခဲ့သည်ထို့ကြောင့်တိုက်ခတ်ကြရမည့်သူတို့သည်တနေရာတွေတွင်တိုက်၍မဖြစ်တော့ဘဲနှစ်နေရာကိုတပြိုင်တည်းခွဲ၍တိုက်မှဖြစ်နိုင်လိမ့်မည်ဟုဆုံးဖြတ်လိုက်ကြသည်ထို့ကြောင့်အနီအနားရွာတို့မှအကူအညီလာနိုင်သည့်လမ်းကြောင်းတစ်ခုကို လမ်းတကြောင်လင်း၂ယောက်ကြာအလုံးပေါင်း၄ယောက်သာသွားရောက်ဆောင်ဆိုင်ရမည်ဟုဒါဝင်ပေသည်ဒေါ်သူတို့သည်ရွာနေရွာဤကြားလမ်းတဝက်ကနေရာမှသွားရောက်ဆောင်လျက်ရန်သူတို့လာပါကရှေးဦးစွာတယောက်ကိုထိမှန်တန်ရာရစေသည်အထိအနိကခံလျက်စောင့်ပြရမည်ဒေါ်သူတို့ချက်ပြပြီးမှအနေငယ်နေရာရွှေပြောင်းကအကားကွယ်မယူသေးသည့်ကြံသောသူတို့ကိုမိမိအားမမြင်လျင်လေးလေးချာချာချိန်ဆပစ်ခတ်ရမည်မြင်မုံရလျင်ကောင်းမဖော်နိုင်အောင် ချက်စင်အရန်ပြေးပြေးရန်သူကအကာအကွယ်ယူသည်နှင့်မိမိလွင်မြောက်ရန်နောက်ဘက်ဘေးဘက်တင်ရာသို့အမြန်ဆုတ်၍နေရာယူရမည်အဖို့နေရာတို့သည်တယောက်ဆုတ်ချင်းတွင်ဂျန်တေရောက်ပြေးပေးရမည်၎င်းတို့သည်လုံဝဆုတ်လာရန်လည်းမဟုတ်ရန်သူများရုတ်တရက်ရှိမတက်နိုင်ရန်ပတ်၍ပြစ်ခတ်ပေးနေရမည်သာဖြစ်သည်ထို့သောပြေရာ၌ရန်သူ၏အနေထားနှင့်အခြေတို့ကိုဖျက်ပြီးနောက်ရန်သူကိုမတားနိုင်ဘဲရန်သူကရှေ့သို့လွင်သွားခဲ့လျင်လည်းရန်သူကစိတ်ချကြောပြူသွားသောရန်သူ၏နောက်ပိုင်းမှာ ထီထီရောက်ရောက်ရန်အားဖြုံ၍ပြစ်ပေးနိုင်ရမည်။ဤသို့ပြစ်ပေးခြင်းဖြင့်ရန်သူသည်တိုက်ခိုက်ရမည်မတည်ပဲလဲဖြစ်နိုင်သည်။နောက်ပိုင်းမလွန်သည်ဖြင့်မိမိတို့ဥဒိယာတို့သွား၍အတွက်နှောင့်နှေးမှုလဲဖြစ်နိုင်သည်။တိုက်ရေဝါသောတပ်ဖွဲ့ကောင်းဆောင်တို့ဥဒိယာတို့သွား၍အတွက်နှောင့်နှေးမှုလဲဖြစ်နိုင်သည်။တရေဝါသောတပ်ဖွဲ့ကောင်းဆောင်တို့ဥဆောင်လာသည့်ရန်သူတပ်ဖွဲ့များဖြစ်ပါကမိမိတို့ပြန်လည်ပြစ်ခတ်ရန်အနေငယ်များကိုသာခြံထားခဲ့၍အများစုတို့ကမူ၎င်းတို့ဥတီကျရှိသည့်နေရာသို့သာဆက်လက်ချစ်တက်ကြလိမ့်မည်။ ထိုအဖြစ်မျိုးကိုသိလျင်ဒါစီစောင်းတိုက်နေကြသောနှစ်ယောက်တို့သည်ခြိတက်လာသည့်အဖွဲဘေးမှပန်းလိုက်လာကဆက်လက်ပြစ်ခတ်ဒါစီရမည်ဟူသည်တို့ဖြစ်သည်ဤလက်ပြောင်းတသားတစုံတရွဲတို့ဤလက်ပတ်တိုက်ခိုက်နည်းကိုကြီးွယ်မြက်ွယ်အကားွယ်ယူရ၌လက်မြင်ကျွမ်းကျင်သည့်လက်ပြောင်းတသားတို့ကိုရွေးချယ်ကာအစုံလိုက်အတွဲလိုက်အပေးအယူတင်သူချင်းလက်ကျင်ပြေးသားရှိနေကြသောကြောင့်မခက်ခဲလာထိုအတွဲများကိုဇန်နဲ့ကျော်ကတန်တရိုင်းညီနောင်များဟုနာမည်ပေးထားသည် ကျောက်စီအဖွဲ၌တန်ကြရိုင်းညီနောင်နှစ်ဖွဲ့ပါ၏ထို့ကြောင့်ဘာလာကတန်ကြရိုင်းညီနောင်နှစ်ဖွဲ့ကိုညွှန်ကြားချက်များပေး၍နေရာချပေးက၎င်းဘာဝင်၃ယောက်ကစံနဲ့ကျော်နှင့်တွဲရ၏အရှိပိုင်းဇေယကြီးတဲ့တွင်ဖက်စစ်တရေကောင်40ကျော်ခန့်စခန်းချလျက်ရှိ၏ထိုနေရာသို့မောင်ကြီးနှင့်ကိုထွေးတို့အပါဝင်22ယောက်တို့ကတိတ်တဆိတ်ချင်းကတိုက်ခိုက်ရန်တာဝန်ယူရ၏မောင်မြန်တနက်နယ်လက်ကိုလည်းထိုအဖွဲ့သို့ပင်ပေးလိုက်၏ ရမလေးဤစာတင်ကြောင်းနေရာကိုစံနဲ့ကျော်ကိုတိုင်နဲ့ဘာလအပါဝင်ပေါင်း၄ယောက်သားကဝင်စီရန်တာဝန်ယူရ၏သူရဲဘော်တွေကဆိုရင်တော့လဲစံနဲ့ကျော်ကိုတိုင်ကကိစ္စမရှိပါအလွန်ဆုံးဖက်စစ်တရဲဘိုလ်လို့သူအကောင်များအပါဝင်၅ယောက်ထက်မပူနိုင်ဘိုးချင်းဘိုးလင်းမိမတယောက်နဲ့ကိုထိတ်မြိုင်သာအဘိုးဖြစ်လိမ့်မည်ဟုဆို၏တိုက်ပွဲတွင်တန်တရိုင်းညီနောင်နှစ်တွဲမှတပါကြံအားလုံးတို့ကတန်နိုင်လျင်တနက်လုံးဝမသုံးဘဲရန်သူကိုစီးနှင်းနိုင်ရန်စူးစမ်းရမည် အလွန်မလွဲမရှောင်သာမှတနတ်ကိုအသုံးပြုကြရမည်ဟုညွှန်ကြားသည်။ထို့ပြင်သူတို့၏အချက်ပေးတန်သည်ခွေဟောင်းတန်နှင့်တဆက်တည်းဦးလိုက်သည့်အတန်ဖြစ်သည်။ထိုတန်ကိုနားစွန့်လျက်နေရာနေရာကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမည်။တပြိုင်တည်းဆုတ်ခွာလာကြမည်ဟုမူသည်ညွှန်ကြားထား၏။ဆုတ်ခွာရာ၌မိမိတို့အစင်းတင်သူတို့အမြန်ဆုံးဆုတ်ခွာခဲ့ကြရမည်။ရောင်ဘူးဟုခေါ်သောထို့သို့တွေ့ဆုံပေါင်းစည်းကြမည်နေရာသို့အားလုံးစုံတို့ကရောက်လာကြပါလျက်တစ်ဖွဲ့ဖွဲ့ဖြစ်စေတိုက်ပေါ်တိုက်ဖက်တူတူယောက်ဖြစ်စေ မရောက်လာမပါရှိခဲ့သောရောက်ရှိနေသူအလုံးတို့ဤသဘောတိုင်းပူပေါင်းဆောင်ရွက်ကြရမည်ဖြစ်ဇန်နေကြတို့စီမံခန့်ခွဲနေကြစေ၌ပင်လာချမ်းဘက်သည်ဝင်တယ်လူမတက်ဖြစ်လာ၏လာချမ်းဘက်ကလေးစောင်းသွားခဲ့လျင်ရောင်ဒီလာပေတော့မည်ယောက်ျားတပ်ဖွဲ့တို့ဤခေါင်းဆောင်များသည်ဤအစီအစဉ်တို့ကိုအလုံးတည်ပြကြပြီဖြစ်ရာသွေးပူ၍တထွေထွေလှူရှားသောယင်တို့ဖြင့်မိမိတို့အုပ်စုများကိုမိမိတို့ခေါင်းဆောင်သွားကြ၏သူတို့ဤစိတ်တွင်၌ဝန်သာခြင်းနှင့်ဝန်내ခြင်းကိုမခွဲခြားနိုင်သည့် အကြောင်းတစ်ခုသည်လဲရင်ထဲတွင်ခုလူခုလူနှင့်ပါသွားခဲ့ကြသည်သူတို့သည်ဆ ्याम ာကလေးနေခဲ့သည့်ခရိယံအကြောင်းကိုစီနီယံအတွက်မောင်းပြန်တနတ်ဖြစ်သောတော်မီတနတ်ကိုယူသွားပါရန်အတင်းပေး၏ကောင်းပါသောဆရာကလေးသည်ထိုမောင်းပြန်တနတ်ကိုမယူယုံမျှမက၎င်း၏အဖွဲတွင်ပါသည့်ရိုင်းဘတ်တနတ်တလက်ကိုပင်ကျုံခနန်အဖွဲတွင်ပါလာသည့်နှလုံးပြူတနတ်ဖြင့်လဲလဲယူသွားသေးသည်ဒါလည်းအင်မတန်ကိုမချောင်တာမှသုံးပါပါဟုပြောသွားခဲ့သည်။တကြိမ်တခါမြပွဲမတိုးဘူးကြသေးသောယောက်ျားတလားတို့သည် မိမိတို့စီနေရပြီးနေရာအလုံးတို့၌အသင့်နေရာယူပြီးရှိနေကြသည်သူတို့သည်အမောင်ရစ်တွင်ခေါ်ကြက၎င်းတို့ဝင်ရောက်စီနေရပြီးနေရာတို့ကိုအချင်းချင်းတိုးတိုးတိတ်ညွန်ပြလျက် အချက်ပေးလိုက်သည်နှင့်တပြိုင်နက်မိသူကမိတို့ပြုလုပ်ကြရမည်ဟုညွန်ကြားတာဝန်ပေးနေကြသည်အသင့်ရောက်နေနေကြသူတို့ကအလွန်စိတ်ဆော့နေကြ၏ကိုယ်ထင်းနှင့်မောင်ကြီးတို့သည်မိမိတို့မျက်စိရှိ၌တုတ်တန်စရာကြီးကဲ့သို့တိတ်ဆိတ်ငြိမ်သက်လွန်းလာသောစရာကြီးကိုကြည့်လျက်စိတ်မောနေကြသည် ကိုလူရှိသည်ထိုစရာကြီးတွင်ဂျပန်ဖက်ဆက်တရဲတွေမြည်သွနေကြသည်ကိုမျက်မြင်သိသူဖြစ်တော်ကြမောင်ကြီးကိုထွေးတော်နှင့်အတူပါလာခဲ့ရသည်ကိုလူရှိကပြော၏ဖက်ဆက်တရဲကြီးများဤဘော်တွင်တကယ်ရှိပါသည်တည်းထို့ကြောင့်မိမိတို့လူများကိုယူထားသည့်နေရာတို့တွင်နေကြီးခဲ့ကြစေပြီးဘေးဘက်မှပတ်လည်၍ကြည့်ကြသည်ဇေယျမြင်ပေါ်၌ထောင်ထားသောရှင်တော်များကိုတွေ့ရ၏စိတ်အေးသွားခြင်းနှင့်အတူစိတ်လှုပ်ရှားခြင်းတို့ဖြစ်လာကြရသည်ဇေယျစီတို့ချင်းကကြရန်အတွက် မိမိတို့စီစဉ်ညွှန်ပြခဲ့ဒီမှာမှန်ကန်ကြောင်းကိုတွေ့ကြရ၏အရေးကြီးဒီမှာကအဆောင်ကောင်ကိုမိမိတို့ကမတွေ့ကြရသေးခြင်းပင်ဖြစ်သည်တို့သည်အဆောင်မရှိဘဲနှင့်မြေဒီအခါများနေလိမ့်မည်မဟုတ်ဇေယဤဘေးပတ်ပတ်လည်း၌မြေပြောင်မြေပြန့်ဖြစ်၏အကာအွယ်ကင်းမဲ့၏ထိုမြေပြန့်အတိုင်းဂိုက်90ခန်းဖြတ်ကျော်ပြီးဇေယရှိရာသို့ရောက်၏ထိုသို့ဖြတ်ကျော်ရမည်ကမလွယ်မိမိတို့ရှာဖွေမတွေ့ရသေးသည့်အဆောင်ဖြစ်သူကတော်လကောင်ဇေယကြီးဤအမောင်ထဲတွင်ရှိနေကြသည့်ချင်းတော်တွေထဲမှတော်လကောင် ြည်နေရမည်သူများရှိခဲ့လျင်ရန်သူကမိမိတို့ကိုဥစွာမြင်နိုင်သည်ထို့သောမြင်သည်နှင့်မိမိတို့အဖို့သူတိုက်ကိုတိုက်ဖြစ်ရတော့မည်မိမိတို့ဘက်မှလည်းအထိနာနိုင်သည်ဆရာကလေးကတင်ထားသည့်ရန်သူကိုရင်ဆိုင်ကြရမည်ပြောက်ကြရဲဘော်တိုင်းရန်သူဘက်မှအခွင့်အရေးနှင့်မိမိတို့ဘက်မှအခွင့်အရေးကိုအမြဲနှိုင်းရှင်ချိန်ဆတတ်ကြရမည်မိမိတို့ဘက်မှအခွင့်အရေးသာအောင်မပန်တိနိုင်ပဲနှင့်ရန်သူကိုရင်ဆိုင်လေးရှိသောပြောက်ကြစစ်သားသည်ဘယ်အခါမှပြောက်ကြစစ်သားကောမဖြစ်နိုင်လေ ကိုထွေးတို့သည်အမောင်အောက်တွင်နေရာယူထားကြသောမိမိတို့လူများနှင့်တိုင်ပင်ကြပြန်၏ယခုမိမိတို့ရှိနေကြရာ gain 90အဝေးမှနေ၍လူကိုမမြင်ကြဘဲဇီယာကြီးကိုတနက်ဖြင့်အရန်ဝိုင်းပြကြမည်ဆိုပါကမိမိတို့ဘက်တွင်ရန်သူတို့ထက်နှစ်ဆကျော်များများပြားသည့်လူအင်အားရှိသည့်ထားအောင်မပြုတ်ထိုက်မလုထိုက်ပြီးတော့ဆရာကလေးကမှားထားသည်တိုက်ပွဲ၏အစသည်အတန်တိတ်ဖြစ်ကြရမည်လေကိုထွေးတို့သည်ဇီယာကြီးအနည်းတို့ကဲ့ရန်အတွက်အကြံမရနိုင်အောင်ရှိနေကြသည်ရန်သူတို့ရှိသည့်နေရာကိုကြည့်၍ ်မိမိတို့အားအမိတ်မပေးသေးသောကြောင့်မိမိတို့ကိုအလွယ်တကူတုံ့ပြန်သည့်ရန်သူအနည်းတွင်ကပ်ကံရင်တို့တို့ခုံလျက်စောင့်နေကြရခြင်းသည်လက်နက်ကင်ထားကြရသောလက်တို့တွင်ချွေးစည်းများပြန်လောက်အောင်စိတ်လုံရှားဝဲကောင်းသည့်အချိန်ကြာညောင်းမှုမျိုးဖြစ်လေသည်ထိုချိန်သည်နောက်လိုက်ရဲဘော်တို့အဖို့တစ်စက္ကန့်ကိုတဏှာဤမြထင်ကြရသောအချိန်မျိုးတို့ရတို့မိမိဘမအသည့်မဖြစ်နိုင်သေးသောတာဝန်ယူထားရသည့်ခေါင်းဆောင်တို့အဖို့လဲရုတ်ရက်တိုက်ပွဲစားမိအချက်ပေးတံပေါ်လာမည်ကို အလွန်စိုးရိမ်နေတတ်ကြရသည်သူတို့ဖို့အချင်းသည်အလွန်ကုန်လွယ်နေတတ်၏ကိုထွေးတို့အဖို့လည်းဤအတိုင်းဖြစ်နေသည်ယခုလေဆရာလေးတို့စီမတိုက်ပွဲဆရန်အချက်ပေးလိုက်ရင်မိမိတို့ကမိတို့စားကြရမည်ကိုစဉ်းစားမရနိုင်ပဲဖြစ်နေကြသည်ထို့ကြောင့်လူလူမဲမဲလက်ပြဖုံးရှိသူတို့ကိုဂျိုတင်ညွှန်ကြားမှုပေးထားကြသည်ဘုန်းကန်တွေမင်းတို့စီကဖြစ်ဖြစ်ဆရာလေးတို့ဘက်ကဖြစ်ဖြစ်တနတ်တန်လူလူအတန်တကူအဝေးကကြားလောက်အောင်ထွက်လာပြီဆိုတာနဲ့လက်ပြဖုံးတွေကိုအသင့်ကင်လိုက် ကျုပ်ဘုံပြစ်လို့អော်လိုက်တာနဲ့ရှေ့ကကွက်လက်ထဲအပြေးဝင်ပြီးဇရကြီးတဲကိုဘုံတွေပြစ်သွင်းလိုက်ပြီတော့ဆရာလေးတို့အခွဲတို့လောလောမဲမဲလက်ပြဘုံနှလုံးထည့်ပေးလိုက်သေးတော်လဲကြံတော့အင်္ဂလိပ်ဘုံ6လုံးဂျပန်မိွယ်ဘုံ3လုံးတို့သည်ဤဇရကြီးတဲရှိဖက်စစ်တရေ40ခန့်ကိုတစ်စီတိုင်းပြည်တို့ပို့ပေးနိုင်လိမ့်မည်ဟုတွေးမိထား၏ကိုထွေးနှင့်ကိုမောင်ကြီးတို့ဤအကောင်းဆုံးနှင့်နောက်ဆုံးရရှိသောကြံသည်မိမိတို့လူများကိုနှစ်စုခွဲပြည်လျင်တစုကဇရကြီးဤဘေးဘက်မှနေရာယူထားရမည် ထိုနေရာသည်ဇီယာကြီး၏အတွင်ရှိချင်းအောင်များကိုတဖက်ဘေးမှနောက်ခံလာရောက်ပျောက်ပျောက်တွင်မုံမုံမဲမဲမြင်နေကြရသည့်နေရာဖြစ်သည်ပစစ်တရေကောင်တွေလှောက်ချကြမည်ဆိုရင်လည်းမြင်နိုင်သည်ကျန်တစုသည်ဇီယာကြီးတွင်မှလှမ်းကြည့်၍မမြင်နိုင်သည့်အကာတဖက်ခံနေသောဇီယာကြီး၏နောက်တက်တက်မှနေရာယူကြရမည်သူတို့သည်တိုက်ပွဲဆရန်အချက်ပေးသင်ကြသည်နှင့်ဇီယာရှိရာသို့မြောက်သွားသွား၍အမြန်ချင်းကပ်ကြရမည်ထိုစဉ်တနေရာရာတို့မှ၎င်းဇီယာကြီးအတွင်ဘက်မှ၎င်း ရန်သူတို့လှုပ်ရှားမှုကိုမြင်လျင်ဘိဗမစောင့်နေသည့်အဖွဲ့ကရိုးရိုးမြားကိုအသုံးပြုလျက်ဒူလီတို့ဖြင့်အတန်တိတ် ပြစ်ခတ်တိုက်ခိုက်ရမည်အခွင့်ရေးသာလျင်ဒူလီပြည်သူတို့ကိုရဆိုင်စေရန်ရှေးဥစွာဇီယကြီးဘော်တွင်တက်ရောက်နိုင်သူကပြည့်ရဟုအော်လိုက်ရမည်ပြည်လျင်အဆုံးသတ်နိုင်ယူသောတိုက်ပွဲသည်ဇေယဘော်တွင်ရှိနေကြသည့်ဖက်စစ်တရဲကောင်တွေတပြုံလုံးကိုဓားစာကျွေးပြစ်လိုက်ကြခြင်းဖြစ်ရမည်ကိုမောင်ကြီးနှင့်ကိုထွေးတို့သည်အစီအစဉ်တိုင်းမိမိလူများကိုပြင်ဆင်၍ နေရရွှေပြောင်းပေးကြပြီလျင်ရင်ထဲ၌ပေါ်သွားကပင်သက်ချလိုက်နိုင်ရသည်ထိုစဉ်ကိုထွေးဤမျက်လုံးသည်ပြူကနေကျဲသွားသည်မိမိလူများကိုလက်တော်၍ပြလိုက်သည်ဖက်စစ်တရေတကောင်သည်မိမိတို့ဆွန့်ခွာလာခဲ့သည့်နေရနှင့်မဝေလာသည့်ဘက်မှတနတ်ကိုရေတန်းတဘူထန်းတကဲ့သို့ထန်းကာကွက်လက်ကြီးကိုဖြတ်လျက်ဇေယကြီးစီတို့အေးအေးလူလူဝင်လာနေသည်ကိုတွေ့ရသောကြောင့်ဖြစ်သည်ဘာပဲဖြစ်ဖြစ်ဤတို့တွေ့မြင်ကြရခြင်းသည်ယောက်ျားအဖွဲ့သားတွေအလုံးအဖို့စိတ်ချောက်ချတုန်လို့ကြရသည်မှာညင်၍မရလေ ို့သောအချို့တို့ကဒူလေးကိုကြစ်ကြစ်ဆုပ်လျက်ရိုးရိုးမြတံကိုထုတ်ယူမိနေကြသည်ခွေအောင်တန်တစ်ခုပေါ်လာသည်စိတ်ထဲမှထူပူလှူရှားနေသောဇရက်နောက်ဖက်ရှိတပ်သားတို့သည်တိုက်ပွဲစားမိအချက်ပေးတန်ဟုထင်လျက်ဇရက်ဖက်စီတို့ပြေးဝင်ကြသည်မောင်ကြီးကဟန်တားလိုက်သဖြင့်ညေပြောင်ပြောင်လာရောင်အောက်ရောက်ရာနေရာ၌ပင်ဝှက်လိုက်ကြသည်တပြိုင်တည်းပင်လျင်ကိုထွေးဤဘက်မှလည်းလင်းညွတ်ခတ်တန်တို့ပေါ်လာကြလျက်ညာနေစင်းထွက်သွားသည်ညာနေစင်းလုံးဖက်စစ်တရေကောင်ကိုမထီခဲ့ ဖက်စစ်တရကောင်ကလည်းညထွက်သွားရာဘက်သို့လှည့်လိုက်ရာမှကောင်းကင်ဘက်လည်းသို့လှည့်ပတ်ကြည့်လိုက်ပြီးနောက်ရှေ့သို့ဆက်ကားရှောင်မြဲလျှောက်လာသည်ကိုထွေးသည်စိုးရိမ်မှုနှင့်စိတ်ဆိုးမှုတို့ပေါင်းလျက်ရှိလောကြီးနေကြသောထိုသူတို့ဤပကုံးကိုခက်ကြမ်းကြမ်းတွန်းလိုက်ကောင်မောင်ကြီးကလည်းနောက်တော့ပြန်ဆုတ်လာမည်ပြုနေသောရှေ့သို့တက်သွားသည့်မိမိလူများကိုနေရာ၌ပင်ဝင်နေကြရန်လက်တပြားပြားမြင်သာအောင်ပြုနေရ၏အဝေးမှခွေဟောင်းတန်ကမရ စင်စစ်ဤရွာကြီးထဲမှတခင်မဲ့ခွင်းများသည်ဂျပန်တို့ကနှိမ့်ဆက်လွန်းသောကြောင့်မာဂိုမမဟောင်းဝင်းဟုဂိုလူရှိကပြော၏တို့ပါလျက်ယခုဟောင်ပုံမှာဒေါသရကြီးဟောင်နေခဲ့သည်ဒနတန်တချက်ကပ်၍ပေါ်လာ၏ဤတချိန်တွင်မူကိုရွေးဤဘက်မှအပြုံလိုက်ထွက်သွားကြသောမြားတို့သည်ဇေယကြီးအနိဒုတ်ရောက်နေပြီဖြစ်သည့်ဖက်ဆက်တရေကောင်ကိုငါးချောင်းခန့်စူးဝင်သွားခဲ့ပြီးနာကြီးစွာညှိတွားလိုက်သောခွေးအော်တန်ကိုပြေဝင်သွားကြသောပျောက်ကြားတပ်ဖွဲ့သားများ၏ခြေတံအချို့ကဖုံးလွှမ်းသွားသည် ချက်ချင်းပင်လက်ပြုံသုံးလုံးခန့်ဆက်ကားဆက်ကားပောက်ကွဲသွားကြသည် အပြင်ဘက်စီမှဖက်စစ်တရဲနှကောင်ပြေးဝင်လာကြရင်ဇေယကြီးဤဝင်းကျင်၌ရှုပ်ထွေးပြေးလွှားနေကြသည့်ပျောက်ကြားရဲဘော်များကိုတနံများဖြင့်ပြစ်ကြပါသည်ပါဇက်မှလည်းကျဲလောင်ဆူရှစွာအော်ကြသည်သူတို့သည်အစိုးဆိုင်မရှိဘဲအတင်းတိုးဝင်လာနေကြခြင်းဖြစ်၏ကိုထွေးကရုတ်တရက်ဒူထောက်လိုက်ကမောင်းပြန်တွင်မီတနံဖြင့်စီဆုပ်ပြစ်ကတ်လိုက်သည်အချိန်လေးသည်ရုတ်ချီရှုပ်ထွေးသွား၏ ပစိတရေကောင်အတော်များများတို့သည်လက်ပြေပုံများပေါက်ကွဲအပြည့်တွင်ဇရက်ပေါ်မှချက်ချင်းလိန်ဆင်းလာနိုင်ကြသည်သူတို့သည်အာနာဖြင့်လေ့ကျင့်သင်ကြားခဲ့ရသောအသေးခံကြည့်တွင်များပြီးပြီးဖြက်လက်လင်မြန်မှုများရှိကြသည်သူတို့နှင့်အတူလက်နက်များလည်းပါလာကြသည်ကြောက်ကြရဲဘော်တို့ကဓာဖြင့်အတင်းဝင်ခုတ်သည်သူတို့ကတနတ်တို့ဖြင့်ရိုက်သည်ကာကွယ်ကြသည်ဓာနှင့်လှန်စွတ်ပါလာသူတို့ကလက်ထဲတွင်ခြင်လာသည့်တနတ်တွင်ချက်ချင်းလှန်စွတ်တက်လိုက်ကြသည် အပြင်ဘက်မှနောက်ထပ်ဝင်လာလေဦးမလားဟုစောင့်နေသောကိုရွေးသည်မစောင့်နိုင်တော့ပဲဇေယဘေးတွင်ရှုပ်ထွေးနေသည့်လူအုပ်ထဲသို့ဝင်လိုက်ရသည်မောင်ကြီးသည်အနာကပ်၍ကြည်လျက်ရန်သူမှန်းတီတိုင်းမောင်းပြန်တော်မူသနာဖြင့်တွေ့ရသည်ကိုလူကိုလည်းမလွတ်သာကဟိကောမောက်လိုက်ဆန်းဟူအော်ရသည်ကိုရွေးကလည်းဤအတိုင်းဝင်လာသည်အချင်းဒီမလာမန်းတည်သောဖက်စစ်တရေတို့ကဇီယကြီးဘော်တို့ချက်ချင်းပြန်တက်လိုက်ကြသည်ဇီယကြီးဘော်မှမိများဝင်းကနေဝင်းကနေပွင့်လာသည်ဘုံဆက်ပြေဘုံဆက်ပြေ ဘုံသမားကျော်ကဓာခိုင်လျက်ခုတ်တဲ့နေရာတော့ကြောင့်ရုတ်တရက်မကြားနိုင်သို့တော့ကြားသည်နှင့်ဓာကိုမြေသို့ဆိုက်လိုက်ကနေရာယူဟုအော်ရင်ဇာကြီးတဲ့သို့ဘုံများပြည့်သွင်းလိုက်ကြသည်ကိုထွေးနှင့်မောင်ကြီးတို့ကလည်းဝါရမောက်နေရင်မှပင်မိမိလူများမဟုတ်သည်ဖြင့်မိုးတို့မတ်တက်ကြံ့ရနေကြသောဖက်စစ်တရေကောင်တွေကိုမောင်မြန်တဲ့များဖြင့်ဆက်လက်ပစ်ခတ်ကြသည်ဘုံခွဲတံများမောင်းမြန်တဲ့တံများနှင့်အနီးဝင်းကျင်ရွာတို့မှအာယုံဥတုံးခေါက်တံများတို့အစဲတွင် ဟောင်၍ဟောင်၍ဆွဲဆွဲငင်ငင်ဥလိုက်သောခွဲဥတန်တစ်ခုကပေါ်လာပြန်သည်တကယ်ခွဲဥတန်ဟုထင်ရတော့လဲလူကအတူယူပြုတ်လိုက်သောတိုက်ပွဲစာပြီးမှတိုက်ပွဲစရန်အချက်ပေးလိုက်သည့်အတန်ထိုအတန်ကိုမပေး၍မဖြစ်သောမလာနောက်တစ်ချိန်ဤအတံမျိုးကြားလျင်ယောက်ျားရဲဘော်တွေအလုံးနေရာတိုင်းမှဆုတ်ခွာလာကြပေလိမ့်မည်။ထို့ကြောင့်ဇန်နဲ့ကျော်ကတိုက်နေရင်းဆဲဆဲတိုက်ပွဲတွင်မှအချက်ပေးလိုက်သည်ဖြင့်ဘာလာဤလူတယောက်ကပြုတ်လို့ရခြင်းဖြစ်လေသည် ထိုချိန်ကစန္ဒကျော်တို့၄ယောက်သည်ရန်သူကိုစီဖြင့်အကြိတ်အနယ်လုံထွေးတပ်ပုတ်နေစေဖြစ်၏ခရိယန်စာတင်ကျောင်းကလေး၏အနေထားတစ်ခုလုံးကိုတည်ပြီးဖြစ်သောစန္ဒကျော်သည်ရေလောင်ကံများရှိရာဘက်မှလည်းအတွင်သို့ဝင်လျင်ရနိုင်ကြောင်းပြောပြရာမလာနှင့်အဖော်တယောက်တို့စွန်းစားဝင်ကြည့်ကြရန်စီမံနေကြစဉ်တနက်ဖြင့်ဘုံခွဲသံများကြားလိုက်ကြရခြင်းဖြစ်၏စင်စစ်စန္ဒကျော်တို့သည်တိုက်ပွဲစရန်အချိန်စောစောကြီးကလည်းအချက်ပေးနိုင်ကြသည်ဖြစ်တော်လဲ ပိုင်ဝင်ချင်းရွာတို့မှလာရောက်ကြပြီးအကူများကိုတားဆီးရန်ဂျိုတင်လွှဲလိုက်သည့်တန်တရိုင်းညီနောင်တို့ရွာနှင့်အလွန်နီးကပ်စွာနေရာယူထားကြပြီးဆိုသည့်အတွက်တမင်အချိန်ဆွဲလျက်စောင့်နေကြခြင်းဖြစ်သည်ထို့အတွင်းတနတ်တန်နှင့်ဘုံတန်တို့ပေါ်ထွက်လာကြသည်ဘာလာတို့ကိုအဓိကပဲဝင်ကြတော့ဟူအချက်ပေးလျက်ခုံပြန်ကြော်လွှားခြင်းမပြုနိုင်သောဆန်တဲ့ကြော်ကတကူရဲသောအုပ်လေကားကလေးရှိရာဒကမစီတို့ဖြတ်ပြေးစောင့်နေသည်ထင်းသည့်အတိုင်းပင်ထိုဒကမမှ ပက်စစ်တရဲ၎င်းတို့ပြေးထွက်လာကြရာဒါဖြင့်စီဂျိုပိုင်းလိုက်သည်ဒါလို့ဖြင့်စန်နေဂျော်ပိုင်းလိုက်သည့်သူကတချက်တည်းမသေးပဲတလိန်ခောက်ခွေးကြလာကစန်နေဂျော်နှင့်မျက်နှချင်းဆိုင်မှနေရာယူကဒူးလေးကိုကြောတွင်လွယ်၍မျက်ခုတ်ဓာရှိကြီးဖြင့်ပိုင်းချလိုက်သောစန်နေဂျော်၏အဖော်ဘက်မှပက်စစ်တရဲကောင်ကမူလေကားထိပ်မှအောက်သို့ပင်မကြတော့ပဲလေကားထိပ်တွင်ပိတ်လျက်အပေါ်၌ပင်လဲကျနေသည်တစရဲပင်နောက်မှဆင်း၍ပါလာသည့်ဖက်စစ်တရဲတို့ကထိုလဲကြနေသည့်သူတို့၏အလောင်းကိုခလုတ်တိုက်လိုက်ကာ ငါတို့ရှိသောလေကားပေါ်မှမြေတို့ရောက်သည့်အထိဒလိန်ကောက်ခွေကြသွားခဲ့သည်ထို့ကြောင့်လဲထိုကောင်ကြီးသည်စန္ဒကျော်နှင့်အဖော်ဖြစ်သူ၏ဓာချက်နှစ်ခုလုံးမှလွတ်သွားခဲ့သည်စန္ဒကျော်သည်မိမိ၏ခြေထောက်မှဒဏ်ရာကိုမေးလျော့ကာရုတ်တရက်ခုန်ဆင်းခုန်ချလိုက်မိသည်ဖက်စစ်တရေကြီးသည်ပုကာတီကလေးရှောင်းတိန်လိုက်ပြီးစန္ဒကျော်၏မျက်နှာနားသို့ခုန်တို့ကတ်လိုက်လျက်ဒိဋ္ဌံရိုင်းတကောင်မန်ဖီတကဲ့သို့အော်ဟစ်လိုက်သည်တပြိုင်တည်းပင်စန္ဒကျော်၏ဘေးသို့ဝိုင်းပက်လျက်ဓာဖြင့်ပန်းရင်ထထွက်သည် ဇနကျော်ဣရှိရမတန်ရာသည်ဇနကျော်ကိုကံကောင်းစေခဲ့သည်အကြောင်းမူရှေးသို့အာလင်လက်ကြနေသောဇနကျော်သည်အာယူ၍တိုက်တော်လဲခြေရမတန်ရာသည်မိမိစိတ်ရှိသလိုမရက်တည်နိုင်ပဲခွေညစ်ကြာသွားသောကြောင့်ဖက်စစ်တရေကြီးဤဓမ္မဇနကျော်ဤကောင်းထမလွတ်မြောက်သွားခဲ့သည်တောတော်ဖက်စစ်တရေကြီးသည်မိမိရှင်းမောက်တွင်မျက်စိလဲလမ်းမ၍ပြေးဝင်ရောက်လာသောရှင်ငယ်ကိုတွေ့ရသည့်တော့ကြောင့်ကြီးကဲ့သို့အပေါ်စီးဖြင့်မန်ဖီလျက်အတင်းဝင်ရောက်ခုတ်၏ ောင်းလွဲ့၌ရှိနေလိမ့်မည်ဖြစ်သော၎င်း၏လူတွေကိုလည်းအော်ဟစ်အမိန်ပေး၏။ဇာနက်ကျော်သည်ထိုဖက်စစ်တရေကြီး၏ဓာချက်မှထရှောင်လိုက်တော်လဲခြေတော်သည်လုံးဝထောက်၍မရဘဲညွတ်ကြသွား၏။သို့သောဓာချက်မှတည်တည်ကလေးလွတ်သွားပြန်၏။ဇာနက်ကျော်၏အခြေကိုရိတ်စားမိလာသောဖက်စစ်တရေကြီးသည်ရင်ကောင်းတန်ကြီးဖြင့်ဟုအတန်ကုန်အော်လျက်ခြေသို့ခုံချလိုက်နောက်သို့ခုံဆုပ်လိုက်ဖြင့်ချက်ကောင်းကိုရှာနေ၏။ ဇာနဲ့ကြော်ဖို့စိတ်ရှိသလောက်ရွေးရှားနိုင်ခြင်းမရှိသောခါကျိုးလျက်ပပင်းထောင်နေရသည့်မွေကဲ့သို့ဖြစ်နေ၏ဇာနဲ့ကြော်ဤလွတ်၍နိုင်မှုသည်ဒူးထောက်ထားခြင်းနှင့်တင်ပါကိုဘေးသို့လွှဲချထိုင်လိုက်ခြင်းတို့မြသာဖြစ်၏ဤအချက်ကိုသည်သောဖက်စစ်တရေကြီးသည်ခြေနှောင်းကိုရှေ့နောက်ခြေကားရာမှပညာခြေကားလိုက်ကဇာနဲ့ကြော်ဤအပေါ်မှစီမိုးလျက်အာကနေရာကနေစူးစူးဝါးဝါးအတန်ပြူရင်းပညာပဝန်း၍ရှေ့ချက်ခန့်ခုတ်လိုက်ပြီးနောက်သို့ခုံဆုပ်လိုက်သည်မဆုပ်လင်လည်းမဖြစ်တော့ပြီး တသက်တရေကြီးဤဓာချက်သည် ကြီးစိတ်တကယ်သို့အလွန်မြန်ဆန်သည်မှာမှန်၏သို့သောဆန္ဒကျော်ကလည်းကိုကိုရင်ွယ်လျက်ခါနှင့်တင်ပါကိုသာအာပြု၍ရှောင်းတင်းရင်းအခွင့်သာတိုင်းခါခွတ်တကယ်သို့တွေ့လိုက်ပက်လိုက်သည့်ဓာချက်တစ်ချက်သည်ဖက်စစ်တရေကြီးဤဘဲဘက်လက်မောင်းရင်းတွင်ပူကနေဖြင်းကနေဖြစ်သွားခဲ့ပါပြီဆန္ဒကျော်သည်မော့ဟိုက်တုံတို့သည့်မျက်နှာဖြင့်ဖက်စစ်တရေကြီးအားမျက်ခြေမပြတ်စူးစိုက်နေတကယ်သို့ဖက်စစ်တရေကြီးကလည်းဆန္ဒကျော်ကိုမျက်တောင်မခတ်ကြည့်ရင်းဒေါသကြီးအော်သည် ုနောက်ဒိုင်ယာရသားသည်လက်ဖြင့်ခါကိုပွေ၍စမ်းကြည့်သည်တနတ်ကိုစမ်းခြင်းဖြစ်သည်ဇနတ်ကျော်၏ခါရရမူခြာလုံးပြေတနတ်ပါပါသည်တောတော်တနတ်ရှိရာသို့ဆေးရောက်လိုက်သည့်အခိုက်အတန့်တွင်ဖက်စစ်တရေကြီး၏ဓာဥသည်မိမိ၏နှလုံးသွေးကိုထွန်းပေါက်တောက်သွားနိုင်သည်ဇနတ်ကျော်၏ဆရာဥပြေသိန်းကတိုက်ပွဲမှာအယုံထွေပြားမှုမရှိခြင်းမာနဒေါသကိုထိမ့်ချုပ်လျက်တွေ့ကြုံနိုင်သည့်တတိဖြင့်တိုက်ပွဲကိုသာအမြဲအယုံဆုစိုက်နေနိုင်ခြင်းသည်တဝက်အောင်နိုင်ခြင်းဖြစ်သည် ဲ့ဒီလိုဆိုထားတယ်ဘာသာတရားတို့ကိုအလုံးစုံအကျွင့်မဲ့ယုံတတ်လို့မရှိသောဆန္ဒကြောင့်ဒီဆရာသမားတို့ဤယုတ်တိပြည့်စုံသောဇာတ်တော်ကိုမူဥထေတွင်အမြဲပန်းစင်တတ်လို့ရှိခဲ့သည်ထို့ကြောင့်ရန်သူဖက်စစ်တရားကောင်ကြီးဤလှုပ်ရှားမှုတို့ကိုသာအမြဲအာယုံပြုရင်းမိမိကိုယ်ကိုမြည်တို့ကာကွယ်နိုင်သည်ဒီကိုလည်းတွေးကြံနေခဲ့သည်အမှန်အပြင်ယခုတိုက်ပွဲသည်ဆန္ဒကြောင့်အဖို့ပရမအူဆုံးကြောက်ရွံ့တလုံးရမှုစစ်စစ်ကိုတကယ်ကိုယ်တွေ့သိလိုက်ရသောတိုက်ပွဲဖြစ်ခဲ့သည် ဤမြတိလင်လက်ဆက်သောလာရောင်နုနုနှင့်လေနုအေးအေးလေးဤအောက်တွင်ဇန်နေကျော်ဤနဖူး၌ချွေးများစွန့်နေခဲ့သည်ဇန်နေကျော်ဤဤသူပင်ဖက်စစ်တရေကောင်တော်ကြောင်ကြီးကလည်းမိမိတို့ရှင်းမောက်တွင်ဝင်ရောက်မှန်းနေသည့်အကောင်ငယ်ကလေးသည်ရှင်းငယ်ကလေးမဟုတ်ပဲအကိုက်အပြတ်မြန်ဆန်ရဲရင်သည့်မွေပါတကောင်ဖြစ်နေကြောင်းကိုသိလာသည်ထို့ကြောင့်သူသည်သူဤရဲဘော်တစုံတစ်ယောက်ဤအကူအညီကိုလိုအပ်လျက်ရှိနေသည် သူဒီသူဤရဲဘော်တစုံတရာကိုအော်ဟစ်ခေါ်အမိန်ပေးရင်ဇန်နကျော်ရှိရာသို့ဒိုးဝင်ကအပေါ်မှစီလျက်ခုတ်ထိတ်ကြပြန်သည်ဇန်နကျော်သည်တွေးတော်ထားသည့်အတိုင်းဒူးထောက်၍ခါနွယ်၍ဒိန်ဆောင်ယုံမြမဟုတ်ပဲအလင်းတင်မာကလိမ့်၍လိမ့်၍မမျော်လင့်သည့်ဘက်မှထိုင်လိုက်၍လဲရှောင်းတိန်သည်တော်တော်ရှောင်းတိန်ရင်နေရမရွေးပဲရန်သူဤကိုပေါ်တော်လဲမိမိနေရတွင်ဓာချက်ချသွားခဲ့သည်ဤကြိမ်လူချင်းကွဲသွားကြရ၌ န်နေကျော်ဤလက်ပြင်ပေါ်တွင်ဖက်စစ်တရေကြီးဤဓာချက်ကရွေပေါ်နှင့်ထိုးလိုက်တကယ်သို့ ရှက်တိသွားသလိုဆန်နေကျော်ဤဓာချက်ကလည်းဖက်စစ်တရေကြီးဤဒီမိုကရက်ထဲသို့အတော်နစ်နစ်စိုက်ဝင်သွားခဲ့သည်ထိုစဉ်ဖက်စစ်တရေတကောင်နှင့်ဆန်နေကျော်ဤအဖော်သည်နေရောက်သားတယောက်နှင့်တယောက်ဖက်တွယ်လုံထွေးရင်းဆန်နေကျော်တို့ဤရှေ့လှိမ့်ဝင်လာခဲ့သည်စနေကျော်နှင့်တိုက်လျက်ရှိသောဖက်စစ်တရေကြီးသည်၎င်း၏ရှေ့တွင်ရောက်နေသောအပေါ်စီရနေသည့်စနေကျော်၏အဖော်ကို"ယား!" ဥသောတံကိုပြုလိုက်ရင်ကြောထက်သို့ဓာဖြင့်ထိုးဆိုင်လိုက်သည်ဆန္ဒကြောသည်ထိုအခိုက်တံကလေးတွင်၌ပင်ထိုမိမိနှင့်တိုက်ဖက်ဖက်စစ်တရေကြီး၏စီကုံကိုပတ်တာတွက်တာနှစ်ချက်ဆက်သွင်းလိုက်နိုင်ခဲ့သည်ဖက်စစ်တရေကြီး၏ဓာသည်အချိန်အစပြက်လျက်ယောက်ျားရဲ့ဘော်၏ကြောဘော်သို့လွတ်ကျလာခဲ့သည်ဖက်စစ်တရေကြီးသည်ရှေ့သို့ကုန်းလာရာမှနောက်သို့ဖင်တိုင်ကျလျက်ညီဘော်တွင်လဲကျသွားသည်ဆန္ဒကြောကကပိုက်ထဲမှချောလုံးပြည်တနာကိုထုတ်လျက် မိမိအဖော်နှင့်လုံတဲ့နေသည့်ဖက်စစ်တရေကောင်ဤဥကောင်ကိုပြစ်ထက်လိုက်သည်။ကဲကုရေဘောထနိုင်ရလား။ခမကျော်ကိုတော်တော်ထိသွားသလား။ပျောက်ကြရေဘောကဓမြံကိုဆုတ်ကန်ရင်းလူလဲထားလိုက်သည်။ဘာမှမဖြစ်ပါဘူးဆရာလေးဘယ်လိုမှမနေဘူး။ကဲကဲအထက်ကိုသွားကုန်ကျို့တို့ကောင်တွေ။ဇန်နဲ့ကျော်ဤစကားမဆုံးသေးမီပင်ကြောင်ကလေးအတွင်မှအော်လိုက်တန်တခုကအခြားတန်တို့ကိုလွှမ်းမိုးထွက်လာသည်။အပြင်ကိုလာလေရဲ့ဟေးမလွတ်စေနဲ့။ဇန်နဲ့ကျော်သည်အုတ်လေကားကလေးစီတို့လဲ၍ပြစ်လိုက်သည်။ ရန်သူတယောက်ဒလိန်ကောက်ကိုလိမ့်ကြလာသည်မရှိမနှောင်းပင်နှလုံးပြွေးတနတ်တန်တစ်ချက်ဆင်း၍ပေါ်လာသည်ငြိမ်သွားကြ၏တခဏအတွင်းဘာလာနှင့်အဖော်တစုတို့ထွက်လာသည်ဆရာလေးတို့ဘယ်လိုနေသေးလဲခုမေရင်အနီးတို့ရောက်လာသည်ကုန်ခဲ့ပြီလားအဲ့ဒါကကိစ္စမရှိဘူးတိုက်ပွဲစားဖို့အချက်ပြေးတယ်မြန်မြန်လုံးအောင်တယောက်ကခွေအောင်တန်ပြုတ်လိုက်ပြီးတစရဲဦးလိုက်ဤကြီးမဆန်တဲ့ကျော်ဘက်သို့လှည့်လိုက်သည်ဆရာလေးကလည်းတိုက်ကြီးကုန်ကြမှာတိုက်ပွဲစားဖို့အချက်ပြေးနေရသေးသလားဒီတော့မှ နောက်တစ်ခါအတန်ကြာရင်တိုက်ပွဲကိုရက်ပြီးဒီပြိုင်နဲ့ထွက်ကြရမှာမဟုတ်လားထိုစဉ်မိမတယောက်သပင်ဖားရဖြင့်ကြောင်းပေါ်ကဆင်းလာသည်ဘာလာကထုံမိမစီတို့ကြည်လိုက်ပြီးသူကလည်းတစ်ချက်တစ်ချက်တော့ဝင်ဝင်ကူတာပဲဆရာလေးကဲအဲ့ဒါခဏထားဒီမှာမျိုးသမီးခမ ्या ကျွန်တော်တို့ကိုလည်းမသိကျင်နဲ့ဘာမှလည်းမပြောနဲ့ခမ ्या ရွာခမ ्या တင့်တယ်လို့အမြန်ဆုံးသာပြန်ပြီးတော့အမျိုးသမီးဒီဘာမှမပြောပဲတွေ့ရနေသည်ဆန်တဲ့ကျော်ကနားစွန့်လိုက် ။တဏ္ဍန်တို့သည်အဝေးဘက်တို့မှလည်းကြားနေရလိမ့်မည်။ကဲတိုက်ပွဲရဖို့နောက်တစ်ခါလှုပ်လိုက်ပြီတော့ဗျာ။အဝေးကလူတွေလာနေလို့ကျွန်တော်တို့လူတွေစီးတွင်နေရပြီ။ခွေးငယ်ကလေးတကောင်ဤဟောင်ရမဦးလိုက်သည့်အတန်သည်ဒုတိယအကြိမ်စူးစူးဝါးဝါးပေါ်လာပြန်ပါပြီ။မိမိတို့တွေအဖို့စူပေါင်းကြရမည့်နေရာသို့သွားကြရန်အတွက်နေရာမှရွေးရှားလိုက်ကြသည့်အချိန်တွင်စံနေကြသည်အတင်း၍ထရက်လိုက်ပါလျက်မထနိုင်ပဲပုံလဲသွားခဲ့ရသည် ကြောပြင်ပေါ်မှသွေးယိုစီကြနေသောယောက်ျားရဲဘော်ကြီးနှင့်ဘာလာက ဝင်တွဲလိုက်သည်ဇန်နကျော်ကတောက်ခေါက်လိုက်၏ကောင်းကင်ရှိလာချမ်းပဲကြီးသည်ထိုသူတို့၏လှောက်ရှားမှုကိုကြည့်ရှုနေရမှစိတ်ထိခိုက်စွာလိန်ညိုတဲ့သို့အဝင်သွားအာယုံဦးလေးပြေသည်ယောက်ျားရဲဘော်တွေကိုအမောပြေစေရေးအတွက်လေကျော်လူကလေးဖြင့်ပက်ဖြန်းပေးလိုက်သည်သူတို့သည် တိုက်ပွဲဖြစ်ခဲ့ရသည့်ရွာကြီးကိုကြောခိုင်းခဲ့ကြပေသည် ရန်ကုန်ဗဆွေဟုတ်ကဲ့ပါခင်ဗျာ စာရေးဆရာဆရာကြီးရန်ကုန်ဗဆွေဤဝိတုကောင်တပုတ်ဖြစ်တဲ့ဖက်စစ်တရေတွေပက်လေဝိုင်းပါလို့ဆိုတဲ့ဝိတုစာအုပ်ကိုဖတ်ပြခဲ့တာဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင် ခံစားပြီးခဲ့တဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် audio ဘုတ်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းရက်ထင်ပါခင်ဗျာ